ဒါကတော့ကဘာပေါ်ကအထူးဆန်းဆုံးတဲကန်နာရကြီးပဲဖြစ်ပါတယ်။ဒီနေရာကိုတဲကန်နာရလို့ခေါ်ရဲဆိုပေမဲ့တကယ်တော့တဲထက်ရေကပိုများနေပါတယ်။လူတွေကဒီနေရာမှာရေတောင်ကူးလို့ရပါတယ်။ ဒါကဘရာဇီးနိုင်ငံအရှိမြောက်ပိုင်းမှာရှိတဲ့လန်ဇွာမယ်ရီဟန်စစ်ဆိုတဲ့တဲကန်ဒါယာကြီးပဲဖြစ်ပါတယ်။နှစ်စဉ်မိုးရာသီကာလရောက်တိုင်းအေယာမမိုးရီတွေကြောင့်ဒီတဲဖြူကန်ဒါယာကြီးရဲ့တနေရာကနေတနေရာကိုအရွယ်စားမျိုးမျိုးရှိတဲ့အင်းအိုင်ငယ်လေးတွေထောင်ချီဖြစ်ပေါ်လာပြီးရေတွေနဲ့ပြည့်သွားစေပါတယ်။အနည်းအချိန်မှာတော့ဒီတဲကန်ဒါယာကြီးကခီးသွားမရေမတွက်နိုင်အောင်ကိုဆွဲဆောင်တဲ့ရေပြင်အေရိယာကြီးတစ်ခုအတွင်ကိုပြောင်းလဲသွားစေပါတယ်။လာရောက်လေပတ်သူတွေကတဲခုံကြီးတွေကိုဖျက်ဆောက်ရင်းလှပပြီးကြီးလင်းနေတဲ့အင်းအိုင်လေးတွေထဲမှာရေကူး နိုင်ကြပါတယ်ရေကတန့်စင်ပြီးညဉ့်ဉန်းမှုကင်းစင်ပါတယ်တချို့လူတွေဆိုရင်အဲ့ဒီမှာရေကူးတာရေပြင်းမှာကစားနေကြတာမျိုးတွေတောင်ပြုလို့လေးရှိကြပါတယ်မြင်ကွင်းကလည်းတဲကန္တရထက်ကမ်းခြေမှာရှိနေတယ်လို့မျိုးပါပဲနေဝင်စည်းစာကိုကြည့်ရှုရတဲ့နေရာတွေထဲမှာလည်းအလှပဆုံးနေရာတစ်ခုပါပဲတနေ့တာကုံဆုံးချိန်တဲဖြူကြီးပေါ်မှာထိုင်ပြီးနေဝင်စည်းစာကြီးကိုစောင့်ကြည့်ရတာကမော်ဆန်တဲ့ကဘာတစ်ခုလည်းရောက်နေတယ်လို့မျိုးပါပဲဇူလိုင်လရောက်တိုင်းအင်းအိုင်လေးတွေရဲ့ရေပြင်းကအမြင့်ဆုံးအဆင့်ကိုရောက်ရှိသွားပါတယ်ဒါပေမဲ့မိုးရသည်ပြီးဆုံးသွားတာနဲ့ရေ တွေကတဖြည်းဖြည်းခန့်ချောက်ပြီးဒီရှုခင်းကသူ့ရဲ့ပုံမှန်တဲကန္နာရပုံစံကိုပြန်လည်ရောက်ရှိသွားပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ Creative Studio လေးကို Like and Follow လုပ်ခဲ့ပေးကြပါအောင်နော်